မလေးရှားစတိုင်မှုမှုဆက်ဆက်နဲ့ချိုးနေအောင်ချက်တဲ့တရုတ်ဟင်းတွေထဲမှာမှစင်ကာပူရဲ့ signature food တွေစင်ကာပူအရသာတွေကိုအလွမ်းပြေပဲဖြစ်ဖြစ်တတိယပဲဖြစ်ဖြစ်စားကျင်နေဆိုရင်ရန်ကုန်မှာရပါပြီ။သန့်သန့်ရှင်းရှင်းနဲ့ဝန်ဆောင်မှုကောင်းမှုအာမခံတဲ့စားတောက်ဆိုင်တစ်လေးကိုမိတ်ဆက်ပါအောင်မယ်။ House of Singapore နာမည်နဲ့စင်ကာပူအစားအစာတွေတည်တံ့ရောင်းနေဆိုင်ကိုလွန်ခဲ့တဲ့နှစ်လလောက်ကမှဗဟန်းမြို့နယ်နမောက်လန်းက Union Business Center မှာဖွင့်လှစ်ခဲ့ပါတယ်။ တာမန်လူရန်းစားတွေပါတုံးဆောင်နိုင်မဲ့ဈေးနှုန်းနဲ့ရောင်းနေပါတယ်လို့ဆိုင်မန်နေဂျာကိုတက်ပိုင်ကရှင်းပြပါတယ်။ကျွန်တော်ဒီမှာ Singaporean aid တွေအတွက်ဆို Singaporean ဆိုရယ် food Asian food အတွက် restaurant နေနဲ့နည်းနည်းတယ်ပေါ့နော်။နောက်တစ်ခုက Singapore ရဲ့အိမ်တစ်ခုလို့ဖြစ်အောင် Singapore မှာရတဲ့ဒီ hawker တွေ favorite ဖြစ်တဲ့ဒီ lambda မှာ Singapore street side မှာရတဲ့ဟာ Singapore restaurant တွေမှာအများသားဖြစ်ရောင်းတဲ့ဒီ food တွေကိုကျွန်တော်တို့က combine လုပ်ထားတာပေါ့နော်။ဒါမှလည်းအဲ့တော့ customer တွေနေနဲ့လည်း ဘလို့တော်နယ်မီဒီ middle class လောက်ကနေပြီးတော့လာပြီးတော့ try လို့ရတယ်ဘာလို့ဆို price ကလည်း reasonable ဖြစ်တယ်မလေးနဲ့တရုတ်လူမျိုးတွေအများစုနေတဲ့စင်ကာပူရဲ့အရသာတိုင်းအစားအစာတွေကိုပြင်ဆင်ထားပြီးအထူးတလည်မိတ်ဆက်ပေးနေတာကတော့ခြောက်ခွေးတီယိုပါလို့ဆန်ရဲ့အချက်ပြုတ်သမားကိုကျော်သူဟင်းကဆိုပါတယ်စင်ကာပူကတရုတ်ကနည်းနည်းများတယ်အဲ့ဒါဆိုကျွန်တော်ဒီတရုတ်အစားအစာပုံစံမျိုးလေးပေါ့နော်အရင်လည်းမရောက်တော့ဘူးဗျာဒီမလေးရဲ့ပင်ရင်ရတာလေးလည်းရှိမယ်ဆက်တဲ့ရတာလေးပေါ့အဲ့ဒီနည်းနည်းလေးကြံမယ် တရုတ်ကလာတဲ့တရုတ်ရဲ့ဒီအချိုအရသာလေးပေါ့အဲ့လေးလည်းနည်းနည်းထပ်ပေါင်းပြီးတော့နော်အဲ့နောက်ခုဈားလေးပေါ့ဟိုကစားကောင်းတဲ့ပုံစံမျိုးလေးဖြစ်အောင်အရိယာတယ်လေကျွန်တော်တို့ဖမ်းပြီးတော့ပေါ့နော်ကျွန်တော် ကြော်ထားပါစင်ကာပူရောက်သွားသလိုခန်းစားရပြီးအစားအစာတွေကကောင်းတယ်လို့ဒေါ်လှလှကြီးကညွှန်ပါတယ်စားသုံးသူတွေတိတ်မလာကြတာကျညာအားနေတာကြောင့်လို့သူထင်ပြီးအစားအသောက်ကောင်းရင်စားတဲ့သူတွေများလာမှာပါလို့ပြောပါတယ် ပြောစရာကောင်းပါတယ်ဆိုင်လေးကဟိုတနေ့ရှင်းရှင်းလေးနဲ့ပေါ့နော်အစားတော့မှလည်းညံ့ညံ့ပါတယ်အန်တီတင်နာကြောင်ညာပိုင်းလေးနည်းနည်းအားနည်းမယ်လို့ထင်ပါတယ်အန်တီကိုခန်းစားရတော့လीမိကလေးရောက်သွားတယ်လူပဲကောင်းပါတယ်ဟောက်ဆော့စင်ကာပူရကိုဖွင့်တာနှစ်လပဲရှိသေးပြီးလူသိမများသေးတာကြောင့်အခက်တွေ့နေရတယ်လို့ဆိုင်မန်နေဂျာကဆိုပါတယ်သူတို့ဆိုင်ကစင်ကာပူအရသာဆိုပေမဲ့စားသုံးသူစိတ်ကြအရသာဖြစ်အောင်မှားနိုင်တယ်လို့ဆိုပါတယ် ကျွန်တော် restaurant က Singaporean House of Singapore ဆိုပြီးတော့ Singaporean အတွက်ရည်ရွယ်ပြီးတော့ဖွင့်နေဆိုပေမဲ့အာရှသားတွေအနေနဲ့လည်းနှင်းမွဲတွေရဲ့အရသာအာရှသားတွေပြဿနာနဲ့လည်းဆင်ပြေမှာပါ။